မင်္ဂလာပါရှင်လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ရုပ်သံတင်စီစဉ်ကနေကြိုဆိုပါရစေကျမခင်ခင်ဤပါမင်္ဂလာပါဗျာကျွန်တော်ကတော့နေရင်ကျော်ပါကျွန်တော်တို့ခုစက်တင်ဘာလပထမပတ်သတင်းတွေစပြီးထုတ်လွှင့်ပေးပါတော့မယ်ခင်ဗျာမြန်မာဒီမိုကရေစီကောင်းဆောင်ဒေါ်ဆန်းစုကြည်ရေးတဲ့ဆောင်းပါးတစ်ပုဒ်ကိုပြည်သူ့ခေတ်ဌာနကဖော်ပြဖို့စာပေစီစစ်ရေးကိုတင်ပြခဲ့ပေမဲ့ခွင့်ပြုချက်မပေးခဲ့ဘူးလို့သိရပါဗျာဒေါ်ဆန်းစုကြည်ကသူရေးတဲ့စာကိုဖြုတ်ခိုင်းတာတွေလုပ်ခဲ့ရင်သူ့စာမှုကိုဂျာနယ်မှာမဖော်ပြဖို့အက်ဒီတာအဖွဲ့ကိုပြောထားကြောင်းလဲ ဂျာနယ်အက်ဒီတာမဝင်သားကမီဒီယာတွေကိုထုတ်ဖော်ပြောခဲ့ပါတယ်။အခုစာပေစီစီရေးကပိတ်ပင်ထားတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ဆာမူကတော့သူပကံကိုသွားခဲ့တော့ကမြင်ခဲ့ကြုံခဲ့ရတာတွေကိုရေးသားထားတဲ့ပကံခီးသွားဆောင်းပါဖြစ်တယ်လို့သိရပါတယ်။စာပေစီစီရေးကပိတ်ပင်ထားတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ဆာမူကိုခွင့်ပြုချက်ရအောင်ထပ်ပြီးစ조사နေတာနဲ့ပတ်သက်လို့ပြည်သူ့ခေတ်ဂျာနယ်အက်ဒီတာဥဖေမြင့်ကအခုလိုရှင်းပြပါဗျ။ဟုတ်ကဲ့အဲ့ဒါကကျွန်တော်တို့အရင်နှစ်ပတ်လောက်က တော်ကားကြီးစာမှုတခုကျွန်တော်ဇန်နဝါရီမှာပေါ်ပြကိုစာမှုတင်တဲ့ထက်မှာတင်နိုင်တယ်ဗျာပေါ်ပြကိုအဆင်မပြေဘူးဗျာအဲ့မှာပြောကျွန်တော်တို့အဲ့ဒါမပေါ်ပြနိုင်မယ်လေဒီတိုင်းမထားရပါနဲ့ဒီချက်ပိုင်းထဲမှာအဲရုံးမှာမေးမြန်းပြီးတော့အဆင်ပြေတော့လဲကျွန်တော်တို့ပေါ်ပြနိုင်အောင်နောက်တစ်ချိန်ပြန်ပြီးတော့တင်ဖို့တော့စဉ်းစားနေကြတော့ပေါ့ သမရဦးသိန်းစိန်ကစတုထက်မန်တိုင်စာနယ်ဇင်းတွေရဲ့အခန်းကဏ္ဍကိုလေးထားဖို့မိကွန်းပြောခဲ့တယ်လို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရှိမန်းကလည်းသတင်းမီဒီယာတွေရဲ့ဝေဖန်အကြံပြုမှုတွေကိုခံယူသွားမယ်လို့ဩဂုတ်လ20ရက်နေ့ကပြောခဲ့ပါတယ်ရှင်မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်ဆန်းစုကြည်ဘွားကိုပြင်သစ်ဒါရိုက်တာလင်းဖစ်ဆွန်ရိုက်ကူးတဲ့ဒလေးရီရုပ်ရှင်ကားကိုနိုင်ငံတကာရုံးရုပ်ရှင်ပြပွဲမှာမကြခင်ပြသတော့မယ်လို့သိရပါတယ်အဲ့ဒီရုပ်ရှင်ပြပွဲကိုလာမယ့်အော်တိုဘာလ28ရက်နေ့ကနေ့ နိုဝင်ဘာလ၄ရက်နေ့ထိပြသမှာပါဒေါ်ဆန်းစုကြည်ရဲ့ပုံပေါ်ရေးဘဝအပြင်သူ့ရဲ့မြန်မာနိုင်ငံဒီမိုကရေစီရေးကြိုးပမ်းမှုကိုတင်ပြထားတဲ့အဲ့ဒီရုပ်ရှင်ဆန္ဒမှာမလေးရှားနိုင်ငံဘွားကဘာကျော်ဟောလိဝုဒ်ရုပ်ရှင်မင်းသမီးမစ္စဲယိုကဒေါ်ဆန်းစုကြည်အဖြစ်တရုတ်ဆောင်လာပါတယ်不也不会常常会觉得自己特别幸运。တော်ဆန်းစုကြည်ရဲ့ဘဝနဲ့ဒီမိုကရေစီရဲ့ကြိုးပမ်းမှုကိုမိမိအနေနဲ့အလွန်ပဲအားထားမိကြောင်းနဲ့ဒီရုပ်ရှင်ဇာတ်ကားကနေတဆင်တော်ဆန်းစုကြည်ရဲ့ဆောင်ရွက်ချက်တွေကိုအထောက်အကူဖြစ်မယ်။ မြန်မာဒီမိုကရေစီရေးကိုကဘာကပို့ပြီးသိရှိနားလည်လာမယ်ဆိုရင်ကျေနပ်ပါပြီလို့မစ်ရှယ်ယိုကပြောပါတယ်။မဲသမီးမစ်ရှယ်ယိုဟာ2010ဒီဇင်ဘာပထမပတ်ကမြန်မာနိုင်ငံကိုသွားခဲ့ပြီးဒေါ်ဆန်းစုကြည်နဲ့တနေကုန်အတူနေအတူစားဒေါ်ဆန်းစုကြည်ရဲ့ပြောဆိုလှုပ်ရှားပုံတွေကိုလေ့လာခဲ့ပါတယ်။2017ဇွန်လတတိယပတ်မှာတော့မြန်မာနိုင်ငံကိုဒုတိယအကြိမ်ထပ်ပြီးသွားဖို့ကြိုးစားခဲ့ပေမဲ့မင်္ဂလာရုံလေစိတ်အဝင်မှာပဲမြန်မာအစိုးရကပြိပင်တားမြစ်ခဲ့ပါတယ်ခင်ဗျာ။ စာရေးဆရာတန်းဝင်းလိုင်ရေးသားပြုစုတဲ့ဒီမိုကရေစီမိခင်ကြီးဒေါအောင်ဆန်းစုကြည်စာအုပ်ကိုတနင်္လာနေ့ရစပြီး ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာစတင်ဖြန့်ဝေခဲ့ပါတယ်။ထိုင်းမြန်မာနယ်စပ်ကိုတင်းရှောင်လာတဲ့စာရေးဆရာတန်းဝင်းလိုင်ကစစ်စစ်ချက်ကနေပြီးတော့ဒလေးဒီ23နှစ်ကာလမှာပြည်သူလူထုနဲ့အတူပေါ့နော်ဒီမိုကရေစီတော်လှန်ရေးကြီးကိုစတင်ဝင်နေတဲ့ဒေါအောင်ဆန်းစုကြည်ကဒါတို့ရဲ့ဒီမိုကရေစီမိခင်ကြီးလို့ပဲကျွန်တော်ကဒီလိုပဲခံရတယ်။ဒီကောင်းကျိုးရွေးတဲ့အခါကျတော့လေ ီလိုပြည်မိခင်ကြီးဘောင်ဆန်းစုကြည်ဆိုတဲ့ဒီကောင်းစင်နဲ့ကျွန်တော်စောက်ဖြစ်ပန်းတာနဲ့ယူလိုက်တာပါဒီစာအုပ်မှာအခန်း14ခန်းပါဝင်ပြီးဒေါအောင်ဆန်းစုကြည်မြမနိုင်ငံရေးတဲ့ပါဝင်လာပုံနေအိမ်ကျေကျုပ်ကြခဲ့တဲ့ကာလနဝတအမျိုးသားညီလာခံတပည့်ရင်းလှုပ်ကြံမှုစာပေလက်ရာများအခုနောက်ဆုံးပြန်လွတ်လာပုံနဲ့နိုင်ငံရေးဆောင်ရွက်ချက်တွေဒေါအောင်ဆန်းစုကြည်ရခဲ့တဲ့စုတွေအဆိုအမိန့်တွေစသဖြင့်ဖော်ပြထားတယ်လို့သိရပါတယ်ရှင်ပြီးခဲ့တဲ့အော်ဂိုလာ29ရက်နေ့ကပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီပါတီတဲ့ခေါင်းဆောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်တင်သွင်းတဲ့အကျဉ်းထောင်အဥပဒေတည်မူကြံကိုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကဆက်လက်ဆွေးနွေးဖို့မလိုကြောင်းဆုံးဖြတ်ခဲ့ပါတယ်။လက်ရှိအဆိုရရဲ့ပြည်ထောင်ဝန်ကြီးဌာနကလည်းအကျဉ်းထောင်ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးအဆိုတင်သွင်းဖို့ရှိနေတဲ့အတွက်ဦးသိန်းညွန့်ရဲ့မူကြံကိုဆက်မဆွေးနွေးတော့တာလို့ဆိုပါတယ်။ဒါပေမဲ့အဆိုရကတင်သွင်းမဲ့မူကြံမှာသူတင်သွင်းတဲ့မူကြံကိုပါထည့်သွင်းစဉ်းစားသင့်တယ်လို့ဦးသိန်းညွန့်ကပြောပါတယ်။ မှာအစားအသောက်နေကြတာ ड़ी ပမာန်ကလေးမှာအိပ်ရတာ ड़ी တန်ချီကြီးခတ်တဲ့ကိစ္စ ड़ी တိုက်ပိတ်တဲ့ခါမှာဟလာအစ္စမပြင်းပြင်းထန်ထန်ဒီအေးအေးယူကြိုက်ကြဲခဲ့တဲ့ကိစ္စ ड़ी မိသားစုဖော်ဝစာကိစ္စ ड़ी အဲ့ဒါတွေကတော့ဥပဒေမှာသူတို့ထည့်ပြီးတော့စဉ်းစားရမှာပေါ့ဒါပြင်ဦးသိန်းညွန့်ကပဲ1950နိုင်ငံတော် လုံခြုံရေးအရေးပေါ်စီမံချက်အဲ့ဥပဒေလို့ခေါ်တဲ့ပုံမှန်၅ညရဲ့ ဒီဥပဒေနဲ့ဆက်ဆက်နေတဲ့ရာဇဝတ်ကြီးပြစ်မှုတွေရဲ့ကိုပယ်ဖြတ်ဖို့အစိုးတင်သွင်းတာကိုလွှတ်တော်မှာအောက်ဂုလ30ရက်နေ့ကမဲခွဲဆုံးဖြတ်တဲ့အခါရှုံးနှင်းခဲ့ပါတယ်။ဒီဆိုကိုကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီအမတ်၄ဦးကဆွေးနွေးကန့်ကွက်ခဲ့တယ်လို့ပြည်ထရေးဝန်ကြီးကလည်းဒီဥပဒေကိုဆက်ထားမယ့်အကြောင်းပြောဆိုခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အောက်ဂုလ31ရက်နေ့မွန်လွယ်ပိုင်းကကမာရွတ်နယ်လှည့်တန်းဘူတာကြားမှာမြို့ဘက်ရထားတိမ်းပေါက်တဲ့အတွက်လူ၄ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ အင်းစိန်ကနေရန်ကုန်ကိုခုံမောင်းလာတဲ့မြို့ပတ်ရထားဟာနေ့လယ်2နာရီမှာကမာရွတ်၄ရက်ခွဲရွှေပုံးညက်အင်ယာအနီးမှာရထားရဲ့နောက်ဆုံးတွဲတိတ်မောက်သွားခဲ့တာဖြစ်ပါတယ်။မောက်တဲ့တွဲပေါ်မှာခရီးသည်20ကျော်လိုက်ပါလာခဲ့ပြီးခရီးသည်၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရတဲ့သူတွေကိုဆေးရုံတင်ထားရတယ်လို့စမ်းကြောင်းမိသက်စခန်းမှုကအတည်ပြုပြောဆိုပါတယ်ရှင်။မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘိုးအမျိုးသမီးအဖွဲ့ကရန်ကုန်တိုင်းကပြန်ကျဈေးသက်တွေအတွက်အတိုးမဲ့ထုတ်ပေးတဲ့ချင်းငွေတွေကို ်အောက်ဂုလ31ရက်နေ့ကထပ်ပြီးထုတ်ပေးခဲ့တယ်လို့သိရပါဗျ။လူမှုကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့အကြံပေးချက်အရပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးရန်ကုန်တိုင်းတာဝန်မြို့နယ်ရာပြည်ဈေးကလက်လွတ်လက်စားဈေးတွေအတွက်တအူးကိုကျပ်2000လုံးအတိုးမဲ့ငွေထုတ်ချေးခဲ့ပါဗျ။ဒီစီဇန်ကိုဆက်လက်အကောင့်ထဲပို့နေတာလို့ NLD ဘိုးမျိုးသမီးအဖွဲ့ခေါင်းဆောင်တူဖြစ်တဲ့ဒေါက်တာမေဝင်းမြင့်ကပြောပါဗျ။ းစားငွေချေလုံကတော့ဒီဒီနောက်တလအတွက်ထပ်ချီတာပေါ့နော်ထပ်ချီတဲ့အခါကျတော့သူတို့2000ကိုသူတို့ကဟိုစုငွေပါစုချင်တယ်ဆိုတော့ဒီကတရက်ကို900နဲ့ပြန်ပြီးသိမ်းတဲ့ဟာကိုသူတို့ကဥ1000ပေးတယ်အေးပိုတဲ့ပစံကိုနောက်လာ2000ပေးတဲ့ချိန်မှာအေးဟာတခါထပ်ပေးလိုက်တယ်ဟိုသူကဟာအဲသူစုငွေဖြစ်သွားတာပေါ့အခုအစီအစဉ်ကအောင်မြင်မှုရပြီးနောက်ထပ်လည်းတိုးချက်လှုပ်ဆောင်သွားမယ်လို့ NLD အမျိုးသမီးအဖွဲ့ကပြောပါတယ်ခင်ဗျာ ွတ်လပ်တဲ့အာရှသံ RFA ရဲ့ရုပ်သံသတင်းစီစဉ်တွေဒီမှာပဲပြီးဆုံးပါပြီရှင်ကြည့်ရှုကြတဲ့အတွက်ကျေးဇူးထူးတင်ပါတယ် RFA ပရိသတ်တွေအားလုံးရွှေလန်းချမ်းမြေ့ကြပါစေခင်ဗျာ